တော့ဒေါ်အောင်ဆန်းစုကြည်ကအမျိုးကိုချစ်လားမချစ်လားဗမာလို့ခေါ်ရမှာရှက်သလားမရှက်ဘူးလားသူ့ရဲ့အကြောင်းလေးကိုကျွန်တော်ထည့်စဉ်းစားကြည့်အောင်နည်းနည်းလေးနည်းနည်းလေးလက်ကြည့်အောင်အဲ့ဒီလုံနဲ့ကျွန်တော်တို့ဒေါ်အောင်ဆန်းစုကြည်2015ခုမှာဒေါ်အောင်ဆန်းစုကြည်အစိုးရတက်လာတာပါဗျာတက်လာပြီတဲ့ခါကျတော့နိုင်ငံသားဥပဒေဌာနပြည်တော်စုဝင်ကြီးဒေါ်အောင်ဆန်းစုကြီးက ပြည်တွင်းခြေစိုက်နိုင်ငံသားတန်ယုံအတိတရအမတ်တွေကိုခေါ်တာပေါ့ဒါသူခေါ့တာဝန်ရှိတဲ့သူတွေကအစိုးရတခုတက်လာရင်အကုန်လုံးခေါ်ယူတွေ့ဆုံတာပဲလေအဲ့ဒီမှာတာမတ်ကြီးတွေစစ်တမ်းမှုတွေကောင်စစ်ဝင်ကြီးတွေ ਨੇ နေပြည်တော်မှာတွေ့ဆုံကြတာပေါ့တွေ့လဲတွေ့ဆုံကောအဲမြန်မာပဲခေါ်ခေါ်ဗမာပဲခေါ်ခေါ်အရေးမကြီးပါဘူးတဲ့ဒါကတော့အောင်ဆန်းစုကြည်ဆိုတဲ့အမျိုးသမီးတယောက်ရဲ့ဗဇက်ကထွက်တဲ့စကား နော်အဲ့ဒါနဲ့ကျွန်တော်တို့ဒေါ်စုပဇက်ကကိုဗမာပဲခေါ်ခေါ်မြန်မာပဲခေါ်ခေါ်အရေးမကြီးလို့ပြောတယ်အဲ့တော့ကျွန်တော်တို့ကသတင်းစာတွေကကျွန်တော်တို့ထည့်ရေးကြအောင်ပေါ့နော်29ရက်ဇွန်လအဲ့မှာသတင်းစာတွေလည်းပါထပ်ပြီးတော့ကျွန်တော်တို့ဒါတွေရေးကြတယ်အဲ့ဒီလို့ဗမာလို့ သုံးတာကိုမကြိုက်ပါဘူးမြန်မာနိုင်ငံတော်ရဲ့အမိကိုပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမှာလဲတတ်မှတ်ပြဋ္ဌာန်းထားသည့်အတိုင်းပြောဆိုကြရေးသားအသုံးပြုကြရန်ဆိုပြီးတော့ကျတို့ကစာပို့တာပေါ့ကျတို့ဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုအတိပေးအကြောင်းကြားစာပို့တာပေါ့နော် အကြောင်းကြားစာပို့တော်ဆန်းစုကြည်ကိုယ်တိုင်ကဗမာပဲခေါ်ခေါ်မြန်မာပဲခေါ်ခေါ်အရင်မကြည့်ဘူးပြောတဲ့ခါကျတော့ဒီဘက်ကနေပြီးတော့အဲကျွန်တော်မြန်မာတက်မတော်ဘက်ကနေပြီးတော့စာပို့တယ်အဲ့တော့ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံအခန်း1ဒေသကြီးသွားတော့ခင်ဗျားတို့ဒေသကြီးသွားတော့ဥပဒေပုံပေါင်းကိုစပြောပြီး အခန်းတ်ပုံမှန်နှစ်တွင်နိုင်ငံတော်ကိုပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ဟုခေါ်တွင်ရမည်လို့ပြဋ္ဌာန်းထားတယ်ဘလို့ခေါ်မှာလဲဗမာနိုင်ငံလို့မခေါ်ဘူးဥပဒေအရလည်းမြန်မာနိုင်ငံဖြစ်တယ်မြန်မာလို့ပဲခေါ်ရမယ်ဗမာလို့ခေါ်ရင်ဖွဲ့စည်းပုံကိုချိုးပေါက်တယ်ဒါဆိုဒေါ်အောင်ဆန်းစုကြည်ဖွဲ့စည်းပုံကိုချိုးပေါက်နေပြီခင်ဗျားတို့ကြည့်တော့ဘာကြောင့်အာနာထိန်းသလဲဆိုတာကိုခင်ဗျားတို့စကြည့်နေအဲ့ဒီက2015ရဲ့ဒေါ်စုဖွဲ့စည်းပုံကိုစချိုးပေါက်နေတာ နော်ခင်ဗျားတို့ကြိုက်ကြိုက်ကြိုက်ခင်ဗျားတို့နားထောင်သာအဲ့လိုနဲ့ကျွန်တော်တို့အခန်းတိပုံမှန်နှစ်မှာမြန်မာနိုင်ငံနိုင်ငံတော်ကို ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ကိုခေါ်တွေ့ရပြီလို့ပြဋ္ဌာန်းထားပါသည်နိုင်ငံရေးပါတီများနဲ့ဆက်လီပြီးဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်၄၅ ဒီမှာလည်းပဲနိုင်ငံရေးပါတီတရက်ဒီဤဘွယ်စည်းဖို့အခြေခံဥပဒေနဲ့တည်ဆဲဥပဒေများကိုလေးစားလိုက်နာရမည်ဟုပြဋ္ဌာန်းထားပါတယ်။ဒါဆို NLD အနေနဲ့ဗမာဆိုတဲ့သုံးလုံးသုံးဝိရှိလားမရှိဘူးလား။ပါတီတွေအနေနဲ့ပါတီမဲ့ပုံနေတဲ့နေရာမှာလည်းပဲတေချာကြည့်နော်ဘလောက်စနစ်ကြလဲဥပဒေရ။ပါတီမဲ့ပုံနေတဲ့သူတွေလည်းပဲဘွယ်စည်းဖို့တည်ဆဲဥပဒေတွေကိုလိုက်နာရမယ်လို့ပြဋ္ဌာန်းထားတယ်။ဒါဆိုပါတီဝင်တွေကဗမာလို့ခေါ်ဝေါ်သုံးဆွဲရင် ဖွဲ့စည်းပေါ်ကိုချိုးဖောက်တယ် NLD ခေတ်အဲ့တော့ NLD အနေနဲ့ဒီနိုင်ငံရေးပါတီမှာမပုံတည်ခြင်းဥပဒေပုံမှန်6မှာပါထားပြီးသားပြည်တော်စုတမရမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေးစားလိုက်နာရေးဆိုတဲ့အချက်ဒါပါတီများမပုံတည်လျှောက်ထားစဉ်ကပဲဝန်ခံလက်မှတ်ထိုးထားပြီးသားဗျကျွန်တော်ပြောတာကိုမယုံပါနဲ့ရိစက်လိလာပါအဲ့တော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာကိုပါတီတီထောင်နဲ့အဲဒီဥပဒေတွေမှာနိုင်ငံရေးပါတီများမှပုံနေတဲ့ဥပဒေတွေမှာကိုအကုန်လုံးမှာကျွန်တော်တို့ကဥပဒေကိုလေးစားလိုက်နိုင်ရမယ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်လို့ခေါ်တယ်ဒါဆိုရင်ဗမာလို့ခေါ်ရင်ဒါကဖွဲ့စည်းပုံကိုချိုးဖောက်ပြီဖွဲ့စည်းပုံကိုချိုးဖောက်တဲ့သူတွေကိုကျွန်တော်တို့ဖမ်းတာစမ်းသလားဖွဲ့စည်းပုံကိုချိုးဖောက်တဲ့သူတွေကမဖြေရှင်းပေးတဲ့ကိစ္စတွေကိုကျွန်တော်တို့ကအာဏာထိမ်းပြီးလုပ်ဆောင်တာမှားလား အဲ့ဒါဆိုရင်ခင်ဗျားတို့အဲ့ဒီဟာအဓိကမဟုတ်အဓိကက NLD ဒေါ်စန်းသူကြည်ပါဝင်တမတော်ကိုဖောက်ထုတဲ့သူမှန်တယ်များကဗမာပဲခေါ်ခေါ်ဗမာပဲခေါ်ခေါ်အေးမကြည့်ဘူးဆိုပြီးပြောတဲ့ဇကားကကျွန်တော်နိုင်ငံဗမာနိုင်ငံမဟုတ်ဘူးလေမြန်မာနိုင်ငံလေမဟုတ်ဘူးလားအဲ့တော့ကျွန်တော်ပေလုံစာချုပ်ချုပ်တယ်ဆိုတာလေသွေးစည်းကြောင်းကိုပြကြည်လို့ချုပ်ခဲ့တာ အကောလုံးစူးစူးရုံရုံနဲ့ပြည်တော်စုနိုင်ငံတော်ကြီးကိုတိဆောက်မယ်ဆိုပြီးတော့ပေလိုစာချုပ်ချုပ်ခဲ့တာနော်ဟိုဒင်းဖက်ဒရယ်လစ်စင်ကိုတိဆောက်မယ်ဆိုပြီးတော့အားလုံးစူးစူးစီးစီးစီးလုံးလုံးနဲ့အာဏာတွေဝင်ပြပြီးယူကြမယ်ဆိုပြီးတော့ဟိုဒင်းဖက်ဒရယ်လစ်စင်ကိုတိဆောက်ခဲ့တာဖြစ်တယ်ဗျာဒါကြောင့်မို့လို့မြန်မာဆိုပြီးတော့ပဲကျွန်တော်တို့ခိဆက်ဆက်ရှိခဲ့တယ်မြန်မာဆိုပြီးတုံးတာပဲကောင်းတယ် အဲ့တော့ကိုအင်္ဂလိပ်ကကြိုပြုတ်ကျင်တဲ့အတွက်ကြောင့်ဗမာနဲ့မြင်းကွာပေါ်တယ်ရှိတယ်တောင်တန်းတွေခွဲကြပြီးတော့ရန်တိုက်တဲ့နီးနဲ့အုပ်ချုပ်သွားတာအဲ့ဒီဗြိတိရှတွေရဲ့အမွေစိုးတွေဒေါအောင်ဆန်းစုကြည်ခေါင်းထဲမှာရှိနေတယ်ဒေါအောင်ဆန်းစုကြည်ရဲ့ယောက်ျားစီလည်းပဲလူပြူတယောက်ဖြစ်တယ်အဲ့တော့လူပြူတွေတိုင်းပြည်မှာဒေါ်ဖြူသည်ဒေါ်စုသည်ကြီးပြင်းခဲ့ရတာအဓိကဖြစ်တယ်ညူဒေလီယာတစ်ဆက်အရင်ဆုံးကလပ်ပြည်မှာသူကစပြီးတော့ပညာစတင်ပြီးတော့ လူပြူနိုင်ငံမှာသွားနေပြီးသွားတယ်။ तू ကမြန်မာကို तू ကဗမာပဲပြီးပြီးမှာ तू စိတ်ဝင်စားဘူး။မြန်မာရင်ကျင်းမှုကိုလည်း तू စိတ်ဝင်စားမှာမဟုတ်ဘူး။ဟုတ်ပြီနော်။အဲ့ဒီကြောင့်မလို့ဗမာဆိုတာလည်း तू မျိုးကိုချစ်မှာလည်းမဟုတ်ဘူး။အမျိုးကိုမချစ်လို့လည်းအမျိုးချစ်စေမဲ့ဥပဒေပုံမှန်တွေကို तू ကမသုံးပဲနဲ့။ဘာလို့ဝါတာလဲ။ခေါ်ကြရခေါ်ဗမာခေါ်မြန်မာခေါ်အရင်မကြည့်ဘူးဆိုပြီးတော့သွားတာ။တကယ်ကဥပဒေမှာပြဋ္ဌာန်းထားပြီးသား။နော်။ အဲ့တော့ကျွန်တော်တို့ကတမတော်အစိုးရကတော့မျိုးသားစည်းလုံးညီညွတ်ရေးကိုလိုချင်လို့ဗမာဆိုတဲ့သကရက်ကိုပယ်ဖြတ်ပြီးတော့နဝတခင်မှာယူနီယံဆိုမြန်မာဆိုပြန်ချိန်လိုက်တယ်အဲ့ဒါကိုဒေါ်ဆန်းစုကြည်ကဗမာဆိုပြီးတော့ပြန်သုံးချင်းတည်ဖွဲ့စည်းပုံကိုချိုးပေါက်တာဖြစ်သလိုသွေးခွဲခြင်းပဲဖြစ်တယ်ဒါပေမဲ့ဒေါ်ဆန်းစုကြည်ရဲ့ဗဇက်ကတော့ရင်ချားစစ်ရေးဆိုတဲ့စကားအမြဲတမ်းသုံးတယ် ။ဗဇက်ကရင်ကြားစေရေးပြောပြီးတော့ဗမာဘက်ကကောဗမာဘက်ကအရင်မကြည့်ပါဘူးဆိုတော့ဗမာလို့ခေါ်မယ်ဆိုရင်တိုင်းရင်းသားနဲ့ပြဿနာတက်တယ်။ဟာဒါကဗမာနိုင်ငံဗမာတွေအများစုရှိတဲ့နိုင်ငံမို့လို့ဗမာတွေကြီးစိုးတယ်ဆိုပြီးတော့ပြဿနာမတက်ကြနိုင်ဘူးလား။ဒေါ်စက်စုကအလောက်ကြီးကြက်မပြဲဘူးကြက်မပြေးဘူးလား။ညံမပြေးဘူးလား။ဒေါ်စုကစာမတက်ဘူးလား။ဗဇက်ကရင်ကြားစေရေးပြောပြီးတော့ဘယ်နှမှာသွားစေတာလဲ။ ဖေတုနဲ့ဖေစစ်ကြမှာသွားစိတ်ရာအမှဖေတုတက်ပါတယ်ပြောလို့တော့ဘာဦးစားမင်းဆိုတော့မထောင်ကြပါသေးတယ်နော်ဖေတုနဲ့ဖေစစ်ကြပဲယင်စိတ်သွားတာဘာမှယင်ကြမစိတ်နိုင်ဘူးသူကိုယ်တိုင်ယင်ကြမစိတ်ပေမဲ့စီယုံမှုပြပြစေမဲ့ဇကားတွေပြောသွားတာတက်မတော်ဘက်ကတော့အမျိုးသားစီလုံးညီညွတ်ရေးကိုတိဆောက်ဆွေးနွေးတဲ့အတွက်ကြောင့်တိတိကျကျတို့တော်ဝင်ရေးသုံးမှအမျိုးသားကြိုးစီပွားကိုတိတိကျကျထိုင်ထားပေးရတဲ့သားနဲ့ ဟောဇတ်သူကြီးကဒီ flow မှာလိုက်ရင်တော့အစင်းစင်ပြည့်ရသားနဲ့သူကိုယ်တိုင်အကုန်လုံးကိုဖျက်ဆီးပြီးတော့ဗမာပဲကော်ကော်မြန်မာပဲကော်ကော်ဆိုတုံးသွားတာဗျာဒါပထမတစ်ပိုင်းပဲရှိသေးတယ်ဒေါ်စုရဲ့ဗမာဆိုတဲ့သုံးလုံးတွေကိုခင်ဗျားတို့နောက်တဲ့အပိုင်းတွေလာအောင်ပါကဲဒီလောက်ဆိုလို့ရှိရင်ခင်ဗျားတို့နားလဲဗျာအဲ့တော့ကျွန်တော်ခင်ဗျားတို့ဘယ်သာတန်းကိုပဲကြည့်ကြည့်ဘယ်နေရာပဲသွားကြည့်ကြည့်ခင်ဗျားတို့ဗမာနိုင်ငံဆိုတာမရှိဘူးမြန်မာနိုင်ငံပဲရှိတယ် အင်္ဂလိပ်ကြောင့်ကိုလိုနီနယ်ချက်တွေရဲ့စိတ်ရိုးစိတ်ရိုင်းစိတ်မကောင်းစိတ်တွေဝင်တဲ့သူတွေဒါဗမာလို့တုံးလိုက်မယ်နော်မြန်မာနိုင်ငံမြတ်အားလုံးက135မျိုးလို့စီစီလုံးလုံးညီညွတ်နေရှိနေတာနော်